MRTV ဖုန်းမင်းသမီးဘွားကလာလာခြင်းတူတူတချို့နဲ့မတူပဲဝန်ထမ်းတွေပေါ်မှာစီမံခန့်ခွဲတာတော်လို့စီးပွားရေးလောကမှာအောင်မြင်လာတဲ့မြတ်တူတူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်မြန်မာစတာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်အနုပညာလောကကနေစီးပွားရေးလောကတွေကိုကူပြောင်းပြီးတော့အောင်မြင်မှုတွေရနေတဲ့အနုပညာရှင်တွေအများကြီးတွေကမှသူမရဲ့ထူးခြားတဲ့စီမံခန့်ခွဲမှုနဲ့ဝန်ထမ်းတွေပေါ်မှာထားတဲ့စိတ်ထားကောင်းမှုတွေကြောင့် လူအများရဲ့လေးစားချီးကျူးမှုတွေကိုတခဲနဲ့ရရှိနေရတာကတော့ MRTV4 မင်းသမီးဟောင်းရတနာဆိုင်ပိုင်ရှင်မြတ်သူသူပေါ့ ရတသူလို့ပြောလိုက်ရင် MRTV ဖိုယိုတန်ဇလန်တွဲတွေကိုကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေအတွက်ကတော့မစိမ့်တဲ့နာမည်တစ်ခုပါဇလန်တွဲများစွာမှာပါဝင်တရုပ်ဆောင်ခဲ့ပြီးတော့ပရိသတ်အသင်းမှပြုရရှိခဲ့တဲ့ထိတ်တဲမင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်အထူးသဖြင့်တော့သူမရဲ့နာမည်ကိုပရိသတ်တွေရဲ့ရင်ထဲဆွဲသွားစေခဲ့တာကတော့ပြားရီအိုင်ဇလန်တွဲပဲဖြစ်ပါတယ်အဲ့ဒီဇလန်တွဲနဲ့အတူမြတ်သူသူဟာတနိုင်ငံလုံးကပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိခဲ့သူပါမြတ်သူသူဟာအနုပညာလမ်းကြောင်းမှာအောင်မြင်နေချိန်မှာပဲသူမချင်းရတဲ့ခင်မုန်းတဲ့ တနာလုပ်ငန်းရှင်တထေးကြီးကိုအဆိုင်ထက်မြက်နဲ့လက်ထက်ခဲ့ပြီးတော့တာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ခဲ့ပါတယ်။သူတို့ဇနီးမောင်နှံအစိတ်တူကိုတူနဲ့အလူအတန်းတွေမှာအလွန်ရရောကြပြီးတော့ပရိုက်တာလုပ်ငန်းတွေကိုလည်းလက်တွဲညီညီနဲ့လှုပ်ဆောင်ကြတဲ့သူတွေပါ။အိမ်ထောင်ရှင်မဘဝကိုရောက်ရှိသွားပြီးနောက်ပိုင်းမှာမြတ်သူသူကသူမရဲ့ခင်မွန်းတယ်လို့ပဲစီးပွားရေးလောကတွေကိုဝင်ရောက်လာခဲ့ပြီးတော့စိန်ရွှေရတနာဆိုင်တွေကိုကိုယ်တိုင်ဦးစီးပြီးစီမံခန့်ခွဲလာခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာပဲတခြားနုပညာရှင်တချို့နဲ့မတူတဲ့မြတ်သူသူရဲ့ထူးချွန်ထက်မြက်တဲ့ င်စီမံခန့်ခွဲနိုင်စွမ်းနဲ့ဝန်ထမ်းတွေပေါ်မှာထားတဲ့စိတ်စေတနာကိုအားလုံးကစတင်ပြီးတော့သတိထားမိလာကြတာပေါ့သူမဟာဝန်ထမ်းတွေကိုအလို့ရှင်တဲ့အလို့သမားဆိုတဲ့ဆက်ဆံရေးမျိုးထက်မိသားစုဝင်အရင်းချတွေလိုနှေးထွေးစွာနဲ့ဆက်ဆံတတ်ပါတယ်အဲ့ဒီထက်ပိုပြီးလူတွေလေးစားသွားရတဲ့အချက်ကတော့သူမရဲ့အမျှော်မြင်ကြီးမားမှုပါပဲ ရတသူကသူမစီမှာသစ္စာရှိရှိအလုံးလုံးခဲတဲ့ဝန်ထမ်းတွေအတွက်အနာဂတ်အာမခံချက်ရရှိစေဖို့သူတို့ရဲ့နှုတ်ပြတဲ့အချိန်တွေကုံဆုံးသွားပြီးအသက်ကြီးလာတဲ့အခါမှာနောင်ရေးအတွက်ပူပန်စရာမလိုအောင်သူမရဲ့ပိုင်ဆိုင်မှုတွေအမွေတွေကနေခွဲဝေပြီးမဲ့စာချုပ်စာရန်တွေပြုတ်လောက်ထားတယ်ဆိုတဲ့သတင်းကြောင့်လူအများကမချီကျူးပဲမနေနိုင်ခဲ့ကြပါဘူး။တာဟာမြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေကြောင့်မှအလွန်ရှားပါတဲ့လုပ်ရက်တစ်ခုဖြစ်ပြီးတော့ဝန်ထမ်းတွေပေါ်မှာဘလောက်ထိတန်ဖိုးထားကြောင်းပြသလိုက်တာပါ။ဒါအပြင်သူမရဲ့စီမံခန့်ခွဲမှုကောင်းမွန်ပုံ ်ကိုပြသတဲ့လက်တွေ့ဖြစ်ရပ်တွေကလည်းအများကြီးရှိပါသေးရဲ့။လုံငင်းရဲ့ပိုင်းကပဲအလို့အရန်စူးစမ်းတဲ့ဝန်ထမ်းမလေးတယောက်ကိုနောက်ဆုံးပေါ် iPhone တစ်လုံးလောက်ဆောင်ပေးခဲ့ရကသူမဟာစူးစမ်းမှုကိုအတိမတ်ပြတန်ဖိုးထားတဲ့ကြောင်းပြသနေပါတယ်။မကြသေးခင်ကဖြစ်သွားတဲ့နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့နေမကောင်းဖြစ်နေပေမယ့်လောက်စာတွေကြိုးထုတ်ထားလို့အိမ်မပြန်ရဲတဲ့ဝန်ထမ်းမလေးတယောက်ရဲ့အခက်အခဲကိုသိရှိသွားတဲ့အခါမှာ ူရဲ့ဈေးကိုသားဈေးကိုတာဝန်ယူပေးခဲ့တဲ့အပြင်ကြိုးထုတ်ထားတဲ့လောင်းစာတွေကိုလည်းနေကောင်းမှပြန်ဆက်ဖို့အတွက်ခွင့်ပြုခဲ့ပြီးတော့အိမ်ပြန်နာခိုင်းခဲ့ပါတယ်။ဒီလိုလုံရက်တွေကမြတ်သူသူဟာစီးပွားရေးလုပ်ငန်းတွေကိုစီမံခန့်ခွဲရမှာအလွန်တော်ပြီးတော့ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့လက်တွေ့အခက်အခဲတွေကိုပါနားလည်စာနာတတ်တဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ကြောင်းသက်သေပြနေပါတယ်။ဒါကြောင့်လေသူမကိုစီမံခန့်ခွဲမှုအတော်ဆုံးစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်နေလူမှုကွန်ရက်မှာချီးကျူးထောက်ပံ့ပြုနေကြတာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့မြတ်သူသူပေါ်မှာဘယ်လိုမြင်လဲဆိုတာ ြောသွားခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်